အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်မြန်မာတက္ကသိုလ်1389ခုနှစ်ဒဇောင်မုံလပ်ပြီကျော်၄ရက်စနေနေ့မွန်းတက်12နာရီချိန်ထိနောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီတော်လိုင်းလေးတက်ပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒီကနေ့မှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းအကြောင်းအရာတွေကတော့တရင်တိုင်းတိုင်းတရချောင်းမြို့နယ်တဲကတိုက်ပွဲမှာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်ဘက်ကစေဦးထံမင်းနဲ့တေဆုံးသွားပါတယ်တဲထိတ်ရင်ဖို့တိုက်ပွဲရုတ်တံဖိုင်နဲ့အတူတော်လိုင်းရေးတက်တွေကထုတ်ပြန်လာတာပါခင်ဗျာ မဲလာစခန်းမှာရပိုင်းတွင်ဒုက္ခသည်5ဦးအဆုံးစီရင်မှု ဖြစ်ပွားသွားတယ်လို့သိရပါတယ်။တိနေတိုက်ပွဲမှာလည်းအကြမ်းမဲ့စစ်အုပ်စုဘက်က40လောက်သေဆုံးပြီးတော့လက်နက်ခဲယမ်းတွေကိုလည်းရရှိလိုက်ပါတယ်။တိုက်ပွဲတွင်မှာလူသားတိုင်းဖြစ်နေဖမ်းဆီးခံထားရတဲ့ဒေသခံ14ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ပါတယ်ခင်ဗျာ။ရှင်နေဦးကိုနီကိုတပ်ဖြတ်ခံရမှုမှာအဓိကကြိုးကင်သူတရားခံအဖြစ်နဲ့တန်တရာရှိခံရသူကလွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကျန့်ဖို့ပါတီကိုစားပြုပြီးတော့ရွေးကောက်ပွဲဝင်မယ်လို့သိရပါတယ်။ တရုတ်ဖိုက်တာကိုအမှတ်နဲ့အနိုင်ရပြီးတော့ဝမ်ချမ်ပီယံရှစ်မှာဘရိုနီကာကနှစ်ပွဲဆက်တိုက်အနိုင်ရရှိပါတယ်။တိုင်ဖုံးမုံနိုင်နေကြောင်းနိုဝင်ဘာလ10ရက်ကနေ12ရက်အတွင်းမိုးရွာသွန်းမဲ့အခြေအနေတွေကဗဲဒေတာတွေပေါဝင်ပါတယ်။ဒီသတင်းတွေနဲ့ဒူးထူးထူးခြားခြားသတင်းပြည့်စင်အကြောင်းအရာတွေကိုနားဆင်ရမှာပါခင်ဗျာ။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တနင်္လာနေ့တိုင်းတရက်ချောင်းမြို့နယ်ကြောက်လေကားကြေးရွာကိုစစ်ကြောင်းထိုးလာတဲ့ချမ်ဘက်စစ်ကော်မရှင်တပ်သားတွေကိုတိုက်ခိုက်ခဲ့ရမှာပါ။ ဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့တဝဲခင်အမှတ်နှစ်တရင်ကမင်းညပိုင်းကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာပြီးခဲ့တဲ့အော်တိုဘာ30ရက်ကတရားချောင်းမြို့နယ်ကြောက်လေကားရွာကိုထပ်မံပြီးတော့စစ်ကြောင်းထိုးလာတဲ့အချမ်းဘတ်စစ်ရုံးကောင်စီတပ်နဲ့တော်လိုင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါခင်ဗျာကိုနိုင်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအချမ်းဘတ်စစ်ရုံးကောင်စီတပ်ဘက်ကဆယ်ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲတွင်မှာတော်လိုင်းရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတအူးကတော့ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ဆိုပါတယ် အထင်သာသွားတဲ့ဂျမ်ဘတ်စစ်ချုံးကောက်စီတပ်သားတွေဟာပြစ်မဲ့ပြည်သူတွေရဲ့နေအိမ်တွေမှာရှိတဲ့ဒမိုရှိပစ္စည်းတွေကိုခိုးယူတာမိရှုဖျက်ဆီးတာတွေလှုပ်ဆောင်ခဲ့တယ်လို့သိရပါပါခင်ဗျာဒီရုတ်တန့်ဖိုင်နဲ့အတူတော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်လာတာပါရုတ်တန့်ဖိုင်ရဲ့နောက်ဆုံးမှာသစ်ဆုံးသွားတဲ့ဂျမ်ဘတ်စစ်ချုံးကောက်စီတပ်သားအလောင်းတွေကို တွေ့မြင်ရပေမဲ့ YouTube ကဒီလိုမျိုးရုတ်တန့်ဖိုင်တွေကိုလက်မခံတဲ့အတွက်တိုက်ပွဲ ရုတ်တန့်တီးတန့်ကိုပဲတိဆက်ပေးလိုက်ရပါတယ်ခင်ဗျာ chị đi ngoài mơ, chờ là cú chị đi chịu ngoài mơ. Đóng ơi, đóng ơi, đóng ơi, ngoài, cú chịu ngoài mơ. Namo, namo, namo. ြနယ်ဘက်ကတိုက်ပွဲတွေမှာလည်းဂျမ်ဘတ်စစ်ရှုံးကောင်စီတပ်သားတွေ40ဝန်းကျင်ထိတေဆုံးပြီးတော့အထိနာသွားပါတယ်သတင်းပြေဆုံးကိုကြည့်အောင်ပါခင်ဗျာချင်းပြည်နယ်တိတိမြို့နယ်အတွင်းကတိုက်ပွဲတွေမှာအဂျမ်ဘတ်စစ်ရှုံးကောင်စီတပ်ဖွဲ့ဝင်40လောက်သေပြီးတော့အများပြားထိခိုက်ဒဏ်ရာရကစစ်လက်နက်ပစ္စည်းတွေသိမ်းဆီးရမိခဲ့တယ်လို့ PDF ဇလန်းကသတင်းထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့အော်တိုဘာ29ရက်ကလေးကအင်အား400လောက်ပါတဲ့စစ်အုပ်စုဟာဒေသခံတွေကိုလူသားတိုင်းဖြစ်ဖမ်းဆီးပြီးတော့တိတိမြို့ကနေကလေးမြို့နယ်တိုင်းငင်ဘက်ကိုဥတီပြီးတော့စစ်ကြောင်းထိုးလာတာလို့ဆိုပါတယ် အော်တိုဘာ30ရက်နေ့မှာတော့ဒီတိန်ကလေးလန်းဒိန်လိုလန်းခွဲအနီးမှာအကြမ်းမဆဲအုပ်စုနဲ့ချင်းတော်လှန်ရေးတပ်တွေတိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းမဆဲအုပ်စုဘက်ကအထိနာသွားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အော်တိုဘာ30ရက်နေ့မှာတော့ဒီတိန်ခြေဆိုင်ခလာရ269ကနေအင်အား80လောက်နဲ့စစ်ကူဖြစ်ပြီးတဲ့နောက်နိုဝင်ဘာလ10ရက်နေ့မှာတော့တိုက်ပွဲတွေဆက်ပြင်းထန်ပြီးတဲ့နောက်ဆဲအုပ်စုတပ်တွေဖမ်းဆီးထားတဲ့ကားတစ်စီးကိုတင်းစီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။နိုဝင်ဘာလ3ရက်နေ့မှာတော့ဒီတိန်ကလေးကလန်းဘော်က ဒီဆွမ်ပြည်ရွာအနီးမှာအကြမ်းမဆေးအုပ်စုတပ်ကလူသားတိုင်းဖြစ်နေဖမ်းထားတဲ့ဒေသခံတွေကိုဒဇာခံဖြစ်တိုက်ပွဲတွင်းမှာတုံးချလာပြီးတဲ့နောက်တိုက်ပွဲတွေဆက်ပြီးတော့ပြင်းထန်ခဲ့တယ်လို့သိရပါတယ်။နှွေမှာ6ရက်နေမှာတော့အာရမပြုကျင့်ခံရတဲ့မြို့သမီးတူအပါဝင်ဒဇာခံဖြစ်နေဖမ်းဆီးခံထားရတဲ့ဒေသခံ14ဦးကိုချင်းညင်တော်တပ်ဖွဲ့ကကယ်တင်နိုင်ခဲ့ပြီးစစ်တုံးမန်းတွေလည်းဖမ်းမိခဲ့တယ်လို့ဆိုထားပါတယ်။ ီးကြတဲ့အော်တိုဘာ26ကစားပြီးတော့တီးတိမ်ခြေဆိုင်ခလာရ269ကို MN Samsung ရဟရင်နဲ့အခောက်ရီ26ခောက်ဆင်းသက်ပြီးတော့လူအင်အား900လောက်ကိုဇက်တိုက်ပို့ဆောင်ပြီးတဲ့နောက်ပိုင်းအလုံးအင်းနဲ့စစ်ကြောင်းထိုးနေကြတာလို့သိရပါပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မြို့မှာ NLD ပါတီရဲ့ဥပဒေကြံပေးရှင်းနေဥက္ကဋ္ဌတက်ဖြတ်ခံရမှုမှာအ धिक ကြိုးကင်သူတရားခံဖြစ်တဲ့တန်တရားရှိခံရသူလည်းဖြစ်မင်းအောင်လှရဲ့ကိုရီးယားရှိဟောင်းလည်းဖြစ်တဲ့လင်းစော်ထွန်းက မိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ကျပ်ဖို့ပါတီကိုစားပြုပြီးတော့အခုမှအလားတူပြုလုပ်မဲ့မတရားရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြန်လာတာကိုတွေ့ရပါတယ်။မြောက်လရဲ့ကိုရရှိအောင်လည်းဖြစ်2015ရွေးကောက်ပွဲနဲ့2020ရွေးကောက်ပွဲမှာမိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့အနိုင်ရရှိခဲ့သူလင်းစော်ထွန်းဟာအခုလာမဲ့2025ရွေးကောက်ပွဲမှာလည်းကျန်းဖို့ပါတီကိုကိုစားပြုပြီးတော့မိုင်းဖြတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ဝင်ရောက်ရှင်ပြိုင်လာတာပါ။ လေးစော်ထွန်းဟာကျမ်းဖတ်ပါတီရဲ့ဗဟိုလုံးမှုဆောင်ကော်မတီဝင်ဖြစ်ပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းဥက္ကဋ္ဌလည်းဖြစ်ပါတယ်။မင်းအွန်လိုင်းကိုရရှိလုပ်ခဲ့သူဖြစ်တဲ့အပြင်အခုချိန်ထိလည်းမင်းအွန်လိုင်းကိုကိုွယ်တဲ့ဝစီပိတ်ဖုန်ကြီးအတွက်ဝေယဝက်ဆာတွေနဲ့မင်းအွန်လိုင်းညွှန်ကြားမှုတွေအတိုင်းလိုက်ပါဆောင်ရွက်ပေးနေတဲ့သူပါ။လေးစော်ထွန်းဟာမဘာသာရမာကန်ထောက်တန်ဖြစ်ပြီးမဘာသာနဲ့မြို့သားရေးအစွန်းရောက်တွေကိုနောက်ွယ်ကနေပြီးတော့လိုအပ်သမျှငွေကြေးထောက်ပံ့နေတဲ့အမြင့်မဖော်လို့တဲ့ဒေါက်တိုင်ထောက်ပံ့သူဖြစ်ကြောင်းစံခေပါတီသတင်းမြစ်ကပြောဆိုထားပါတယ်။ ူဟာရှင်းနေဦးကိုနီကိုလုံးကျန်တဖြတ်မှုမှာဒီလင်းစော်ထုံးကအဓိကကြိုးကန်သူတွေထဲမှာတအုပ်အပါဝင်ဖြစ်ပေမဲ့ဘယ်လိုမျိုးအေးအေးယူမှုမှမခံရဘဲနဲ့လွတ်မြောက်နေခဲ့တဲ့သူလည်းဖြစ်ပါတယ်2018ခုနှစ်ဇန်နဝါရီလ29ရက်နေ့ရန်ကုန်လေစိတ်မှာ NLD ပါတီရဲ့ဥပဒေကြံပေးရှင်းနေဦးကိုနီကိုတနက်သမားကြည်လင်းကလုံးကျန်တဖြတ်ခဲ့ပြီးလုံခြံတပ်ဖြတ်မှုအပြီးတလကြာပြည်ထောင်ဝင်ကြီးဌာနကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြည်ထောင်ဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးကျော်စွေကဗိုလ်ကြီးဟောင်းဇေယျဖြိုးစက္ကန့်ရေးပါတီရဲ့မိုင်းဖြတ်လွတ်တော်ကိုယ်စားလှယ်ဦးလင်းစော်ထွန်း ဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်တို့မော်ဒန်လက်ဖက်ရည်ဆိုင်မှာတွေ့ဆုံခဲ့ပြီးဥက္ကဋ္ဌအကြောင်းပြောဆိုဆွေးနွေးကြရာကနေလေစိတ်မှာလုံခြံတဲ့အမှုပေါ်ပေါက်ခဲ့တာဖြစ်ကြောင်းတရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရှင်ဥက္ကဋ္ဌတပ်ဖြတ်ခံရမှုမှာအဓိကကြိုးကန့်သူဖြစ်သူဒုတိယဗိုလ်မှူးကြီးဟောင်းအောင်ဝင်းခိုင်မှာလုံခြံမှုမလုံဆောင်ခင်နေပြည်တော်ကိုတွားရောက်ခဲ့ပြီးတော့လင်းစော်ထွန်းကအောင်ဝင်းခိုင်ကိုငွေကျပ်၁၀သိန်းချိန်ခဲ့ပေမဲ့လင်းစော်ထွန်းမှာရှင်ဥက္ကဋ္ဌအသက်ခံရမှုအတွက်တရားစွဲတာတော့မခံခဲ့ရပါဘူး။ 2020ရွေးကောက်ပွဲမှာလင်းစော်ထွန်းကမိုင်းဖြတ်မြို့နယ်မဲဆန္ဒနယ်မှာပြည်သူ့လူထုကိုယ်စားလှယ်လောင်းဖြစ်တဲ့ရွေးကောက်ပွဲအနိုင်ရခဲ့ပြီးစစ်တပ်လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေကမဲဆန္ဒရှင်တွေကိုရွာလုံးကျွတ်ကားအကျိုးပို့လုပ်ပြီးတော့မဲထက်ခိုင်းမှုတွေရှိခဲ့တဲ့အတွက်ကန့်ကွက်မှုခံခဲ့ရသူလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မင်းညမှာရှင်မြိုင်ထိုးတက်ခဲ့တဲ့1 Championship မွေထိုင်းပွဲစဉ်မှာ KL လက်ဝင်မဲဘရိုနီကာကတရုတ်ဖိုက်တာ လီမင်ဂရီကိုအမှတ်နဲ့အနိုင်ရပြီးတော့1မှာ2ပွဲဆက်နိုင်ပွဲဆက်ခဲ့ပါတယ်ခင်ဗျာ ီပွဲရဲ့ပထမချီမှာတရုတ်ဖိုက်တာလီကလက်သီးတွဲလုံးတွေနဲ့ဘရိုနီကာကိုထိုးသတ်နိုင်ခဲ့တယ်လို့ဘရိုနီကာကလည်းထောက်လက်သီးတွေနဲ့တံပြန်တိုက်ခိုက်ခဲ့တာကိုတွေ့မြင်ရပါတယ်။ဒုတိယချီနဲ့တတိယချီတွေမှာတော့ဘရိုနီကာအမြင့်ကန်ချက်တွေတထောင်ရိုက်ချက်တွေနဲ့လီကိုဖိအားပေးပြီးတော့ထိုးသတ်နိုင်ခဲ့ပါတယ်။ပွဲပြီးမှာတော့ဒိုင်နာဦးကဘရိုနီကာကိုအမှတ်နဲ့အနိုင်ဆုံးဖြတ်ပေးခဲ့တာကြောင့်အနိုင်ရရှိခဲ့ပြီးဒီနိုင်ပွဲကြောင့်ဝမ်ချန်ပီယံရှစ်မှာနှစ်ပွဲဆက်တိုက်ဘရိုနီကာကနိုင်ပွဲဆက်ခဲ့တာဖြစ်ပါတယ်။အသက်28နှစ်အရွယ်ကရင်တိုင်းသူဘရိုနီကာဟာထိုင်းပြိုင်ပွဲတွေမှာ အသက်28နှစ်ရွယ်ကရင်တိုင်းရင်သူဘရိုနီကာဟာထိုင်းဖိုင်မွေထိုင်းပြိုင်ပွဲတွေမှာ19ပွဲရှင်ပြိုင်ထိုးသက်ရာမှာ2ပွဲသာရှုံးနေပြီး18ပွဲအနိုင်ရရှိထားသူဖြစ်ကာဝမ်ချန်ပီယံရှစ်ပြိုင်ပွဲမှာလည်း3ပွဲထိုးပြီးတော့2ပွဲနိုင်2ပွဲရှုံးနေထားပါတယ်။မနေ့ကကျင်းကပတဲ့1 Friday Fight 132ရဲ့ပွဲစဉ်တွေမှာမြန်မာဖိုက်တာဘရိုနီကာစိုးနောင်ဦးနဲ့တန့်စင်တို့ပါဝင်ထိုးသက်ခဲ့ပြီးဘရိုနီကာနဲ့စိုးနောင်ဦးတို့အသီးသီးအနိုင်ရရှိကာတန့်စင်ကတော့ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ထမ်းမြန်မာနယ်သက်မှာရှိတဲ့မေလာဒုက္ခသည်စခန်းမှာအော်တိုဘာ19ရက်နေ့ကနေ28ရက်နေ့အထိ7ရက်အတွင်းမှာလူ9ဦးမိမိကိုယ်ကိုအဆုံးစီရင်မှုဖြစ်ပွားခဲ့တယ်လို့စခန်းတော်ဝန်ရှိသူနဲ့စခန်းတွင်းမှာနေထိုင်သူတွေထံကနေသိရပါပါတယ်ခင်ဗျာမေလာဒုက္ခသည်စခန်းမှာနေထိုင်တဲ့အသက်60ခန့်အရွယ်ကနေအသက်20ခန့်အရွယ်ကြားလူ9ဦးဟာကျန်းမာရေးပြဿနာနဲ့ဆေးဝါးပြက်လက်မှုစိတ်ဓာတ်ကျဆင်းမှုနဲ့နောက်ဆက်တွဲမွေးဆေးသုံးဆွဲမှုတွေကြောင့်မိမိကိုမိမိအဆုံးစီရင်သွားတာလို့စခန်းမှာနေထိုင်သူကပြောပြပါတယ် မေလဒုက္ခသည်စခန်းအပါဝင်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကဒုက္ခသည်စခန်းတွေမှာ2025ခုနှစ်နှစ်ပိုင်းကစပြီးအမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ကတဆင့်ရရှိနေတဲ့ရိတ်ခါစေဝါအပါဝင်အကူအညီထောက်ပံ့အားလုံးဟာရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်အဲ့တော့စကန်နီမှာနေထိုင်ကြသူတွေဟာရိတ်ခပြက်လက်မှုနဲ့ရင်ဆိုင်နေကြရပြီးစကန်တစ်ခုချင်းစီမှာရှိတဲ့ဆေးရုံတွေလည်းပိတ်လိုက်ရတဲ့အတွက်စေဝါအထောက်ပံ့မရရှိတော့တဲ့အခက်အခဲတွေနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်ခင်ဗျာ။ မင်းညာကရခိုင်ပြည်နယ်မင်းပြားကိုအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြန်ပါတယ်သတင်းပြည်စုံကိုကြည့်အောင်ပါခင်ဗျာရခိုင်ပြည်နယ်မင်းပြားမြို့နယ်ကိုနိုဝင်ဘာလ9ရက်နေ့မင်းညာကအကြမ်းဖက်ဆက်ရှုံးကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့်မင်းကလေးငယ်တယောက်ပါဝင်အရက်သား၄ယောက်သေဆုံးပြီးတော့၁၀ယောက်ထပ်မံထိခိုက်ဒဏ်ရာရတယ်လို့မြို့ကန်တွေကပြောပါတယ်ခင်ဗျာမြို့တရက်ကွက်မိုးထီအောင်ကိုပိုင်ထက်တန်းကျောင်းသားကိုည7:15မိနစ်ချိန်လောက်မှာ Jet Fighter တစ်စီးနဲ့ပေါင်900ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး၄ယောက်သေဆုံးခဲ့ရတာပါဒေသခံတယောက်ပြောပြတာကထိခိုက်ကြတော့များတယ် ်သေဆုံးသူ၄ဦးရှိတယ်နောက်ထပ်လည်း၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်အခင်းပြစ်တဲ့နေရာမှာတည်သူ၃ဦးရှိပြီးဆေးရုံမှာနောက်တဦးတည်တယ်အိမ်တွေလည်းထိခိုက်ပျက်စီးမှုအတော်လေးကိုရှိတယ်ညချင်းကြီးဆိုတော့ထိခိုက်မှုများတယ်လို့သူကရှင်းပြပါတယ်ခင်ဗျာဒဏ်ရာရရှိခဲ့သူတွေကိုစေကူတတ်မှုပေးနေပြီးဒဏ်ရာပြင်းသူတချို့လည်းရှိတယ်လို့သိရပါတယ်တည်ဆုံးသားသူတွေကတော့မင်းပြမျိုးအုတ်ကပြန်ရက်ကွက်ကအသက်၁၈နှစ်အရွယ်မခိုင်ဆန်းရွှေ မြို့တရက်ကွက်ကအသက်46နှစ်အရွယ်ဦးမောင်တန်းထေးမြေပုံမြို့နယ်အလဲကျုံရွာကအသက်53နှစ်အရွယ်ဦးဦးမောင်တန်းနဲ့သူ့ရဲ့သားဖြစ်သူအသက်30အရွယ်ကိုတန်းမောင်ထေးတို့ဖြစ်ကြပါတယ်ခင်ဗျာဒီကနေ့ရရှိသူတွေထဲမှာကလေးတချို့လည်းပါပြီးတော့မြို့သမီးတွေနဲ့တက်ကြီးပိုင်းတချို့လည်းပါဝင်တယ်လို့သိရပါတယ်နွေမခွန်နဲ့နေနေလဲပိုင်းကလည်းပုံနေကျုံမြို့နယ်ရုတ်တရုတ်ကျေးရွာနယ်အောင်ဖြူပြင်ကျေးရွာကိုဆစ်ချုံကောက်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အရသား၅ယောက်သေဆုံးပြီးတော့၁၀ယောက်ထပ်မနေထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာ မိုးလေဝသသတင်းဒီဘက်မှာတော့တိုင်ဖွန်းမုန်တိုင်းတွေကြောင့်နိုဝင်ဘာ၈ရက်ကနေ၁၂ရက်အတွင်းမိုးရွာသွန်းနိုင်တဲ့မိုးလေဝသအခြေအနေတွေကိုနားဆင်ရမှာပါ။ဗီယက်နမ်နိုင်ငံကိုဖျက်ချော်ဝင်ရောက်ခဲ့တဲ့တိုင်ဖွန်းမုန်တိုင်းခက်မီဂီဟာနိုဝင်ဘာ၇ရက်နေ့ညမှာကုန်းတွင်းလေပြင်းလွှမ်းအဖြစ်နဲ့အနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးမုန်တိုင်းကျွမ်းကျန်နေဟာထိုင်းနိုင်ငံမြောက်ပိုင်းကိုဆက်လက်ရွေ့လျားဝင်ရောက်လျက်ရှိနေပါတယ်။တိုင်ဖွန်းခက်မီဂီဟာအကျွမ်းကျန်နေဟာထိုင်းနိုင်ငံမြောက်ပိုင်းကနေတဆင့်မြန်မာနိုင်ငံရှေ့ပိုင်းတောင်ပိုင်းနဲ့အလဲပိုင်းဒေသတချို့ကိုနိုဝင်ဘာ၈ရက်၊၉ရက်၊၁၀ရက်တွေမှာ ရွေလျားဝင်ရောက်လာနိုင်ပြီးရန်ကုန်အရာဝတီတိုင်းပဲခူးတိုင်းအနောက်ချမ်းမွန်ပြည်နယ်တနင်္သာရီတိုင်းပဲခူးတိုင်းရှီချမ်းနဲ့ကရင်ပြည်နယ်တို့မှာနိုဝင်ဘာ၁ရက်ကနေ၁၂ရက်ထိ၅ရက်တွင်မိုးရင်ချိန်၄လက်မကနေ၅လက်မအထိမိုးရွာသွန်းမှုရှိနိုင်ပါတယ်။တိုင်ဖုန်မုန်တိုင်းဖောင်းဟောင်းကလည်းနိုဝင်ဘာလ၉ရက်နေ့ညမှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်ဝင်ရောက်ပြီးတောင်တရုတ်ပင်လယ်တွင်ဝင်ရောက်လာပြီးတော့အရှိတ်ဘက်ကိုပြန်လည်ချိုးကွေ့ရွေလျားနိုင်ကြောင်းအတည်ပြုထားပါတယ်။ တိုင်ဖုန်ခမေဂီရဲ့မုန်တိုင်းကျဉ်ကျဉ်တွေဝင်ရောက်လာပြီးနိုဝင်ဘာ၁၀ရက်နေ့နောက်ပိုင်းမှာတော့အရှိတ်ဘက်ကမုန်တိုင်းကျဉ်ကျဉ်တွေကြောင့်အခါလွန်မှုဖြတ်မှုအန္တရာယ်တွေမရှိနိုင်တော့ကြောင်းခံမှန်းထားပါတယ်။နိုဝင်ဘာ၉ရက်၁၀ရက်နေ့မှာဘင်္ဂလားပလယ်အော်တောင်ပိုင်းမှာအထက်လေဝေးလိုင်းဖြစ်ပေါ်နိုင်ပေမဲ့မြောက်ရက်ကလေ AC ကြောင့်အားကောင်းပြီးတော့ပင်လယ်ပြင်ကရေပြင်ကြီးအမြင့်အပူချိန်ကျဆင်းလာတာတွေကြောင့်အားကောင်းလာနိုင်တာမရှိကြောင်းအနောက်တောင်ဘက်ကလေစီးကြောင်းအားနဲ့သွားတဲ့အတွက်မြန်မာနိုင်ငံဘက်မှာတော့မိုးရွာသွန်းတာတွေရပ်တန့်သွားနိုင်တယ်လို့တွေးရှိထားရပါတယ်ခင်ဗျာ။ ီကနေ့ဟာတမရယူဦးဝင်းမြင့်ရဲ့အသက်84နှစ်ပြည့်တဲ့မွေးနေ့ဖြစ်ပါတယ်။ယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ပြည်သူလူထုဘက်ကနေပြက်ပြက်သားသားယက်တည်နေတဲ့လေးစားရတဲ့တမရကြီးဖြစ်ပါတယ်ခင်ဗျာ။တမရကြီးကိုပြည်သူလူထုနဲ့ထက်တူဒီနေရာကနေဦးညွတ်အလေးပြုပါတယ်။အဲ့တော့အချင်းတော်နေမှာဖျက်ဆန်းနေရတဲ့တမရကြီးပါအသက်84နှစ်ပြည့်ပါပြီ။သူပြောခဲ့တဲ့မိန့်ခွန်းရိုးတံပိုင်းတချို့ကိုကောက်နှုတ်ပြီးတော့ဒီကနေ့မှာတင်ဆက်ပေးကြပါရစေ။တမရကြီးအမြန်ဆုံး လွတ်မြောက်ဖို့ကိုလည်းစုမုံကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာပြီးခဲ့တဲ့နှစ်များအတွင်းမိမိတို့အစိုးရဟာနိုင်ငံတော်ရဲ့အုပ်ချုပ်ရေးရန်နယာများပြည်ဝကောင်းမွန်ရေးနိုင်ငံတော်ဝန်လုံးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်မမဲ့မေတုံကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်နိုင်ငံတော်ကိုဘက်ဆောင်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်ကာနာကြီး၁၁ရက်တတ်မှတ်ပြီးတော့ရေတိုးရေရှည်စီမံကိန်းတွေ ရေးဆွဲအကောင့်တွေပေါ်ခဲ့ပါတယ်။အဲ့ဒီလို ဆောင်ရွက်ရမှာပြီးမြောက်အောင်မြင်ခဲ့တဲ့လုပ်ငန်းအများပြားရှိတယ်လို့ဆက်လက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေလည်းကြံရှိပါတယ်။လာမယ့်နှစ်များအတွင်းမှာဆောင်ရွက်ဆွဲလုပ်ငန်းတွေပြည်စည်းဝန်သားမကနိုင်ငံရေးစီးပွားရေးလူမှုရေးစတဲ့ကဏ္ဍနယ်ပယ်အသီးသီးမှာနိုင်ငံသူနိုင်ငံသားတို့အတွက်ပုံမှုကောင်းမွန်တဲ့အနေအထားများနဲ့ အခွင့်လန်းသည့်များပေါ်ဆောင်ပေးနိုင်ဖို့ပြည်သူများနဲ့လက်တွဲပြီးဆက်လက်အားထုတ်ကြိုးပမ်းသွားမှာဖြစ်ပါတယ်နိုင်ငံသူနိုင်ငံသားမိဘပြည်သူများခင်ဗျာနိုင်ငံတစ်ခု တိုးတက်အောင်မြင်ရေးအတွက်အရေးကြီးဆုံးအခြေခံအချက်က တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးဖြစ်ပါတယ်ဒီအတွက်ဆောင်ရွက်ရာမှာပြည်သူတို့ရဲ့စုပေါင်းအင်အား လွန်အရေးကြီးပါတယ်ပြည်သူတွေအားလုံးကနိုင်ငံတော်တည်ငြိမ်အရေးအကြီးကိုလေးနက်ထားပြီးစုပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြစ်တာမိမိတို့လိုလားတဲ့ဒီမိုစီဖယ်တဲ့ပြည်အောင်စုကြီး အောင်မြင်စွာတည်ဆောက်နိုင်မှာဖြစ်တယ်လို့နိုင်ငံတော်ဝန်တန်းတူညီမျဖွံ့ဖြိုးတိုးတက်ရေးကိုလည်းတပြက်နက်တည်းအကောင့်တွေဖော်နိုင်ကြမှာဖြစ်ပါတယ်ဒါကြောင့်နိုင်ငံတော်ရဲ့အရေးမှာ နိုင်ငံသူနိုင်ငံသားများအားလုံးတခဲနဲ့ပါဝင်ဆောင်ရွက်ပေးကြဖို့ပန်ကြားလိုပါတယ်။နိုင်ငံသူနိုင်ငံသားမိဘပြည်သူများခင်ဗျာ2019ခုနှစ်နှစ်ကုန်ပိုင်းကစတင်ပြီးကမ္ဘာ၌ပြန်ဝှက်ဖြစ်ပေါ်ခဲ့တဲ့ COVID-19 ကာယောဂါကြောင့်နိုင်ငံအများအပြားမှာအသက်ပြေးအန္တရာယ်နဲ့အတူစီးပွားရေးလူမှုရေးစတဲ့အခက်အခဲအကြက်တဲမျိုးစုံ ြုံတွေ့ခဲ့ရရပါတယ်မိမိတို့နိုင်ငံမှာလဲအလားတူ အခက်အခဲတွေအတိုင်းအတာတစ်ခုထိကြုံတွေ့ခဲ့ရမှာနိုင်ငံတော်အစိုးရနဲ့အတူနိုင်ငံသူနိုင်ငံသားများက ကြရအခမ်းအနားကတညီလက်ညီမူဝံပါဝင် ဆောင်ရွက်ခဲ့ကြတဲ့အတွက်ကာယောဂပြတနာစိုးစိုးဝါးဝါးမခံစားရအောင်ထိမ့်သိမ့်ကာကွယ်နိုင်ခဲ့တာအလုံးမျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ် ဒါဟာစုပေါင်းအင်အားရဲ့တံမိုးကြီးမားပုံကိုတိတာထင်ရှားစွာ ပြသလိုက်တဲ့တာရကတစ်ခုဖြစ်ပါတယ်ဒီအတွက်နိုင်ငံသူနိုင်ငံသားများကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်ဆက်လက်ပြီးကိုဗစ် -19 အလွန်ကာလမှာပြည်သူတို့ရဲ့လူမှုစီးပွားဘဝအပေါ်တည်ရောက်မှုများ ရောပါစေအစီအစဉ်များနဲ့စီးပွားရေးကုစားမှုအစီအစဉ်များပါဝင်တဲ့ စီမံကိန်းတွေကိုလည်းဆက်လက်အကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။နိုင်ငံတော်အစိုးရနဲ့ပြည်သူလူထုရဲ့ညီညွတ်မှုစွမ်းအားနဲ့ကိုဗစ်ကာယောဂါဘေးကြောင့်ဖြစ်လာတဲ့ထိခိုက်နစ်နာဆုံးရှုံးမှုများကိုကျော်လွှားအောင်မြင်နိုင်လိမ့်မယ်လို့ယုံကြည်ကြောင်းပြောကြားလိုပါတယ်။နိုင်ငံနိုင်ငံသားမိဘပြည်သူများခင်ဗျာမင်္ဂလာပေါင်းနဲ့ခါညောင်းပြည့်စုံနဲ့နှစ်သစ်အခါသမယမှာ မိဘပြည်သူများအားလုံးကာယောဂါပြီးကင်းဝေးကာကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေပြည်သူလူထုရဲ့စုပေါင်းအင်အားနဲ့နိုင်ငံတော်ကြီးငြိမ်းချမ်းသာရပြီးဖွံ့ဖြိုးတိုးတက်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် 奥拉门主，昆主尼玛，都对准头头的瓜。 بيرتي يا مكاني ميدا كنتون ليلا